အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ Horror Story KD Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စိတ်ဝင်စားဖွယ်ဝိတ္ထုတို့များကိုအစင်မပြတ်တင်ဆက်ပေးနေတဲ့ခွန်တာပဲဖြစ်ပါတယ်ယခုတခါတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့စာရေးဆရာဧကမင်းရဲ့တက်စီမှတ်ကြီးရဲ့စာမောကဖွယ်ဖွယ်လေးရွာကနေတေကြီးမဲကြီးရွာချလာခဲ့ပြီတကုံအရှိပိုင်းမှာကျန်စစ်သားလမ်းအတိုင်း တောင်းတော့90ရက်ွက်ထဲကိုအိမ်မြောင်းပစ္စည်းများတည်ဆောင်လာတဲ့ဒိုင်နာ၁၄ပေကားတစီတရွရွမောင်းလာခဲ့တယ်။အိမ်မြောင်းပစ္စည်းများဖြစ်တဲ့အတွက်ကားဝမပြီတော့လဲကျိုးနိုင်ပိတ်နိုင်ကွဲနိုင်တဲ့ပစ္စည်းများပါလာတော့ကြောင်းကားကိုခက်မှန်မှန်လေးသာမောင်းခဲ့ရခြင်းဖြစ်တယ်။ကြောက်လန့်လွန်ကလေးကလမ်းကမကောင်းဟဲ့အောင်ခန့်မင်းကမြောက်တကုံထဲမှာအိမ်မရှာပဲဘယ်လိုဖြစ်ပြီးတောင်းတော့ကောင်မှာအိမ်တော့ငှားနေရတာလဲ။ငှားမယ်စီစဉ်တာပဲ။ ဇီလေးတက်တာတယ်လောင်ချင်းနဲ့နေရမယ်ဆိုပြီးငှားလိုက်တာငှားအမငှားလိုက်တဲ့အိမ်မရှင်နဲ့ရင်းနှီးတယ်ဆိုပြီးငှားထားတာဒါနဲ့မင်းအဲ့ဒီအိမ်အောင်တွားကြည့်ပြီးပြီလားအေးမနေ့ကအိမ်တွားကြည့်ပြီးတန်ရှင်းထားခဲ့တာအိမ်ကတော့မဆိုးပါဘူးလမ်းတော့အိမ်ပဲလုံနေရက်ကွက်ကတော့ခက်ကြဲကြဲပဲငါတို့နေမယ့်အိမ်ပေးကနှက်ချဆိုလုံမနေရသေးဘူးကွက်လည်းအတိုင်းပဲအခုငါတို့ငှားတဲ့အိမ်ရဲ့ပိုင်ရှင်ကတောင်းမွေမှာနေတာကွာသူကအိမ်ဆောက်ပြီးလုံငှားထားတာ ငါတို့ရှိရငှားနေရလို့ပဲဆိုပြောင်းသွားတာတလပဲကြာသေးတယ်။ပြီးတော့အဲ့ဒီမိသားစုကအိမ်ဆောက်ပြီးကလေးကငှားနေတာထောင်းနေလို့ရှိပြီလို့ပြောတာပဲ။ဒါနဲ့ဘာကြောင့်ပြောင်းသွားတာလဲ။လိုင်တာနဲ့ရှိပြီးသားမှာသူတို့မိသားစုတွေအလောက်ရသွားလို့လိုင်တာကိုပြောင်းသွားရလို့ပြောတာပဲ။ညာကောက်ကြည့်မမောင်းညရက်ကထွေဝင်လာပြီ။ဒီလောက်တော့ကြွမ်းပါလေအောင်ခိုင်းရ။ကာနာမှာ ပစ္စည်းများကိုဝိုင်းဝန်းတည်ချပေးမယ်အောင်ခတ်တငယ်ချင်းတွေကလည်းပါလာတယ်။မောင်ညွန့်ကလည်းအောင်ခတ်တငယ်ချင်းဖြစ်တယ်။ဒါကြောင့်အင်းပြောင်းရွှေ့ရန်သူ့ရဲ့ကိုပိုင်ကနဲ့ကိုညီလက်ပို့ပေးခြင်းဖြစ်တယ်။မင်းတို့အမိန်နဲ့အဖေရလေကွာ။တခါလေပြောင်းလိုက်တာမဟုတ်ဘူး။နောက်ထပ်တပတ်နေအောင်မဟုတ်လား။ငါကဒီနေ့ပဲအားတာကွာ။ဟိုမှာကြံခဲ့တဲ့ပစ္စည်းတွေတခါလေတည်လိုက်ရင်ပြီးရော။မဖြစ်ဘူးငါကောင်ကြီး။ငါ့ကိုစိတ်မချလို့တခါလေအကုန်မတည်တာ။ အမေတို့ပြောင်းနေနေကြမှာဒိုင်နာတစီထက်ငါလိုက်မယ်ကွာနေပါအောင်ကွာငါမော်လမြိုင်ကစွစွပြင်ရအောင်ငါတည်ပေးမယ်စောင့်နိုင်စောင့်နေတော့ပါပြီကွာမစောင့်တော့ပါမင်းကဟိုမှာဆဲရလောက်ကြအောင်မှာဆိုတော့ကျန်တဲ့ပစ္စည်းတွေကာငါပြီးတည်လိုက်တော့မယ်ဟိုမှာတင်ထားတဲ့သဘောကလည်းတစ်ဝက်ပြန်ပေးရသေးရဲ့လာမယ့်ပတ်မှာကျန်တဲ့ပတ်စံပြင်ရမှာဒါဆိုဒီမှာမင်းနဲ့မင်းညီနဲ့ကြော်သိနေနေကြမှာပေါ့ဟုတ်လားဟုတ်တယ် မင်းမော်လမြိုင်တော့ဘူးတုံးရလူသေးတယ်မလားငါ့အိမ်မှာလာနေလေညပဲအမှုဆွေးရတာပေါ့ငါကောင်းမွန်ကလေးကအချက်ကဖြတ်လိုက်ပြီကွန်းရပဲစားတော့တာခီးမထွက်ခင် ကောင်းအောက်ပိုင်းလဲကန်ရအောင်မဒါဆိုလည်းမခေါ်တော့ပါဘူးကွာကြော်သိမ့်နေပဲအဖော်လောက်ရတော့မှာပေါ့နှစ်ယောက်ထက်ဆိုပြင်းစရာကောင်းတယ်ကွာပြောရင်းဆိုရင်80ရက်ွက်သေးကိုရောက်လာခဲ့တယ်ရက်ွက်သေးတော့ဝင်ပြီငါကောဒါပေမဲ့ရက်ွက်ဆုံးတဲ့ဒီမောင် ငါတို့ငှားထားတဲ့အိမ်က69ချက်ခွက်နဲ့လက်မဲ့ချတာ39ဘက်စကားကိနဲ့နေလာတတိုင်ငါးရံတော့ပဲဝေးမယ်ဒါဆိုမင်းနေတဲ့ရက်ခွက်ကကြီးစုနဲ့နင်းလေးပါလားကွာကြီးစုမင်းရောက်ဘူးလားငါတော့ကြားလာကြပြီမင်းရောက်ဘူးတည်းဘူးငါကမောင်းနေတာလေနိုင်ကိစ္စနဲ့ကားငါလုံးငါးခေါက်လောက်ရှိပြီးရောက်နေတာပြီးခဲ့တဲ့နေ့နိုင်ကစပြီးငါကားနဲ့လိုက်ပို့ဘူးတာပဲ နာကေတုံးကကံကောင်းလို့မသိတာငါကောင်ကြီးငါတို့ငှားနေတဲ့အိမ်ရဲ့ခြေမှာတရက်ပြတပင်ရှိတယ်ကွာနာကေမုံလိုက်ကြတော့လေးတမခံနိုင်မအိမ်ပေါ်လဲကြလာတာတရက်ပင်ကဝုံဝင်းနဲ့လဲကြတာမဟုတ်ဘူးကွာတဖြည်းဖြည်းနဲ့ဣစင်လာတာနောက်ဖက်မိဖို့ချမ်းပေါ်တစ်ပင်ကပြိတာကွာဒီကိန်းဒီကိန်းကငါအိတ်တက်ပြီးတရောင်လောက်ပဲခွာတယ်ထို့ကြလာတာတန်တီလို့မသိတာမင်းတို့အင်ညာရောဘာမှမသိခဲ့ဘူးလားအားလုံးကအိမ်ရှိဘက်မှာအိတ်တာကွာ ငါကမိဖို့ပဲမှာအလောက်ခန်းဖွင့်ပြီးအဲ့ဒီမှာပဲအိတ်တာခုငါတို့အစ်တငါ့ရတဲ့ခြံမှာလည်းတည့်ရပင်25ပင်လောက်ရှိတယ်တဲ့နားခဲ့မှာ25ပင်လောက်လဲသွားတာအခုကိုးပင်ပဲကျန်တော့တယ်လို့အိမ်ရှင်ကပြောတယ်ဟေးဟူးရှိလမ်းနဲ့ဝင်ရမှာလမ်းထဲမှာလိုင်းကားတွေရက်ထားလို့လမ်းကပြတ်တလောဖြစ်နေပြီသတိထားပြီးမောင်39ဘတ်စကားကိမှာကာကြီးငါးစီလမ်းထဲဝင်ပြီးရက်ထားတဲ့ပြင်ဂျိုက်ခွတ်များကိုသတိထားပြီးမောင်းနေရတယ်ဂျိုက်ခွတ်တွေက ရေတင်နေတာကြောင့်နှက်လာတိန်လာမသိတဲ့ပြေဘင်းလေးယုံတာမောင်းနေရတယ်။မကြခင်မှာပဲအောင်ခန့်တို့ငှားနေတဲ့အိမ်ကိုရောက်လာခဲ့တယ်။ချန်ကပေ30အရှိကပေ60ရှိတယ်။ဘေးမှာရက်ကွက်တဲ့ဝင်နဲ့လမ်းလေးရှိတယ်။တောင်းရင်ဖြစ်တာကြောင့်နေလို့ထိုင်လို့တော့ကောင်းမဲ့ပုံပဲ။လမ်းကခေါင်းဘက်မှာဖြစ်တယ်။လမ်းတစ်ဖက်မှာတော့လုံနေတဲ့အိမ်များလည်းရှိတယ်။ချန်ရဲ့ခြေမှာလုံမနေတဲ့ချန်နှစ်ကွက်ရှိတယ်။ ုနှစ်ကွက်လုံမှသာလုံနေတဲ့အိမ်များရှိတယ်။ကားရက်လိုက်တာနဲ့အောင်ခန့်ကဆင်းပြီးအိမ်ကတော့ဖွင့်နေ။မောင်ညွန့်ကြော်သိမ်းတဲ့အိမ်မောင်တို့ကကားပေါ်ကပစ္စည်းများကိုတင်ချပြီးအိမ်မောင်ကိုတည်တင်နေကြတယ်။နိုင်ဝက်ကံအတွင်းမှာပဲဒိုင်နာကားစီးသာအိမ်နောက်ပြီးဘောကနဲ့မိဖို့ကြောင့်သောပစ္စည်းများအိမ်ပေါ်အလုံးရောက်ကုန်တယ်။သမင်းဆိုင်ရင်ပြင်းတော့မောင်ညွန့်နဲ့အိမ်မောင်တို့ကမဆောက်ဆိုတာ။ဒါဆိုလေနောက်မှတင့်တော်တဲ့နေရာချတော့မယ်ကွာ။ဟဲ့မောင်ညွန့် မဖြစ်တော့မလားဒါမှမဟုတ်ဘီယာတော့မလားငါလမ်းမှာမင်းကိုပြောလာရလေကွာအော်အေးတီးပြီဒါဆိုလပိဆိုင်ကောင်းရှာပြီးထိုင်ကြမယ်ကွာဈေးကြီးနားတော့ကြမလားဟာမဝေးဘူးလားအပြင်ငါလည်းမပူဘူးနော်လိုင်းကားစီးပြီးပြန်လာမှာပေါ့ဒါဆိုလိုက်ကြဟေ့အောင်အေးမမင်းကငါနဲ့တစ်ခါလည်းပြန်လိုက်မှာမလားဟုတ်တယ် အောင်ခန့်နဲ့ကြော်တင်းကညမှာကြိုက်တယ်လို့တောက်တော့ကွာအခုလက်ဖိပဲလိုက်တယ်တန်းနဲ့တနေချင်းလေးရောက်မောင်နှုတ်ကားအောင်လိုက်ခေက87ဇီးကြီးရှိကလက်ဖိဆိုင်မှာထိုင်တော့ရင်တနားရခင်အချိန်ဖြောင်းလိုက်ကြတယ်မောင်နှုတ်နဲ့အိမ်မောင်တို့ကားပေါ်တက်ပြီးထွက်သွားတာနဲ့အောင်ခန့်ကလက်ဖိဘူရှင်းက39ဘတ်ကားကြီးနဲ့ဂိတ်ဆုံးနဲ့လိုက်ပါခဲ့ကြတယ်ညနေ9:00လောက်မှာစပြီမိုးကတဲကြီးမဲကြီးရွာချနေရတာပဲအောင်ခန့်ဤအောင်ညီလေရောက်မလာတော့ ကဲငါညီလေလာတော့မှမထင်ဘူးကွာတို့အရင်နှစ်ပလင်းတော့တော့ဝယ်မယ်အရင်နှစ်ပလင်းဆိုအတော်ပဲကွာမကုံတော့နောက်နေ့ညတော့ဖို့ချန်ထားတာပေါ့ကွာဟေးမင်းနေကငါပဲတော့ဝယ်လိုက်မယ်အေးအမီးလို့ဖို့လည်းကြည့်ပြီးဝယ်ခဲ့အောင်တော့အောင်ခန့်ထီဆောင်ပြီးအိမ်မော်ကဆင်းသွားတယ်အရင်ရောင်းတဲ့ဆိုင်ကိုလိုက်ရှာလိုက်ရတာကွာဈေးနာကိုရောက်ရောပဲအာလူကျော်မြေပဲကျော်နဲ့စေးဖို့လိုက်ပဲပါတယ် မင်းတို့အမေချက်ပေးလိုက်တဲ့ဟင်းတွေကြံနေတာပဲအဲ့ဒါအမေလောက်ကြတာပေါ့ကွာမင်းသမီးမစားတော့ဘူးလားသမီးမစားရသေးဘူးလေကွာငါတော့မစားတော့ဘူးအရက်တော့ရင်အမီးဆိုင်နဲ့ပိုက်ပြည့်တာအကျက်ပါနေပြီညပဲအရက်တော့ရင်သမီးမစားဘူးကွာဒါလောက်ပါကွာအစာအိမ်ရောဂါလည်းဖြစ်ကုန်မှာပေါ့ငွင်းတလောက်စားပေါ့ကွာချက်တိုင်းရောဝက်တိုင်းမှာတော်တော်များများကြံသေးတယ်မစားတော့ပါကွာ လက်ဖေးဆိုင်ကပြန်လာပြီးခန္ဓာနာပြီးနိလစာစားစားတာအစတော့မကြည့်ချင်သေးဘူးဒါဆိုတောက်ကြရမလားတောက်မယ်ဆိုရင်ကအဝတ်တွေလဲပြီးပြန်လိုက်တော့မယ်ကွာအောင်ခန့်ကအဝတ်ရည်စမားကိုလဲပြီးသမင်းစားသပွဲကိုချကအရက်ပင်းနဲ့အမိတို့များကိုချပေးတယ်ဟဲ့အာလူကျွန်နဲ့မြေပေးကျော်အိတ်တို့ကိုဖောက်ထားလိုက်ငါပကံနဲ့တွားယူလိုက်အောင်မယ်အောင်ခန့်ကသမင်းပကံများကိုယူရန်မိဖို့ကန်တဲ့ကိုထထွားတော့တယ်ဟာဟေးအောင်ချိုးတင် လာပါအောင်ကွာဘာဖြစ်တာလန့်လိုက်တာကွာဘောတာဟုတ်ချက်တော့ဟင်းဦးထဲမှာတပတ်မှမရှိတော့ဘူးကွာငါတို့စပြီးတော့ဟင်းသမျိုးကိုတပတ်ခံစားလောက်ကြံသေးတယ်မဟုတ်လားခွေးလည်းမတက်ပါဘူးကွာဟေးမင်းရက်တော့ဝင်နေတော့ငါစားလိုက်တယ်လို့မထင်နဲ့တော့။ဟာထင်စရာလားကွာ။မင်းကြောက်တယ်စားလို့ဘလို့ကောင်းမလဲ။ဒါဆိုကြောင်လည်းမရှိဘူးကွာ။ခွေးလည်းမတက်ဘူး။ ဖြစ်နိုင်တာတခုပဲရှိဘာဖြစ်နိုင်တော့ကြောသိတရေတက်စားတာဖြစ်မယ်ထင်တယ်ဟုတ်ပါမလားကွာမင်းတယောက်လုံးကြံခဲ့တာဥဒဏ်ခုတ်တယ်မကြဘူးလားမကြဘူးတရေကအတန်မထွက်အောင်ဖွင့်ပြီးစားတော့တာနေမှာပေါ့တို့မလားချောင်းမလားမသိဘူးကွာလာကွာပကံတစ်ချက်တာယူခဲ့အာလူကျော်နှစ်ထောင်နဲ့မြေပဲကျော်နှစ်ထောင်ဆိုအမြင့်လို့လို့ရတာပဲဒါနဲ့ နေရောက်တာအင်ရှိထွက်ပြီးအရင်ထိုင်တော့ကြတော့တယ်